မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ကော့ကရိတ်ကြုံတိုးလန်းတိုက်ပွဲတွင်စစ်သား30ဦးထက်မနည်းသေဆုံးပြီးစစ်တပ်ဘက်မှတရရင်မှုနဲ့ဒုတရရင်မှုတို့အပြင်းထန်ထန်ရရလက်နက်ခဲယံအများပြသိမ်းစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်ကော့ကရိတ်ကြုံတိုးလန်းပိုင်းတိုက်ပွဲတွင်စစ်သား30ဦးထက်မနည်းသေဆုံးပြီးစစ်တပ်ဘက်မှတရရင်မှုနဲ့ဒုတရရင်မှုတို့အပြင်းထန်ထန်ရရကလက်နက်ခဲယံအများပြသိမ်းစီရရှိကြောင်း Mon Liberation Army သတင်းထုတ်ပြန်ချက်နှင့်တော်လန်ရေးသတင်းရင်းမြစ်ဤပြောဆိုချက်များရသိရပါတယ်။ဇွန်လ19ရက်နေ့တရရင်ပြည်နယ် ယ်ကျုံတို့မြို့မှာတက်ဆင်အောင်ဇေယစစ်ကြောင်းကိုစစ်ကူပေးရန်တက်လာသောစစ်ကောင်စီလက်အောက်ခံတပ်မ44တပ်မ55မှစစ်တပ်စစ်ကြောင်းနှင့်ထိထွေးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲမှာ9နာရီကျော်ကြာမြင့်ပြီးအဆိုပါတိုက်ပွဲအတွင်စစ်တပ်ဘက်မှတရင်မှုအပါအဝင်တူအိုင်စီဗိုလ်မှူးတန်ရာရရှိကြောင်းစစ်သား30ဦးထပ်မံနေတည်ဆုံခဲ့ပြီးစစ်တပ်၏လက်နက်ခဲယံများတင်စီရရှိခဲ့ကြောင်းသိရပါသည် စစ်တပ်ထံမှတင်စီရရှိသောလက်နက်များတွင် MA1, MA2 လက်နက်များ RPG အမြောက်များနှင့် RPG ဘုံ RPG ပို့ရမ်းများ60မမလက်နက်ကြီးများကြီးပေါင်မျိုးစုံကြီးမျိုးစုံကြီးကအုတ်ထုပ်အပါဝင်လက်နက်ခရံများနှင့်စစ်အုံဆောင်ပစ္စည်းများကိုလည်းတင်စီရရှိကြောင်းသိရပါသည်ယခုရပိုင်းတိုက်ပွဲတွေမှာစာကစ40လောက်တည်တာရှိတယ်။တရင်မှုနဲ့ဒုတရင်မှုတို့ ဒဏ်ရာပြင်းထန်လို့ကြုံတိုး945တက်ကနေတဆင်ဖန်တောင်ကလေးစေယုံကိုပို့ထားတယ်။တက်သားတွေကိုတော့945တက်ထဲမှာဆေးကုသပေးနေတယ်ဟုတော်လန်ရေးတရင်ရင်မြစ်ကပြောကြားပါတယ်။အလားတူယနေ့ဇွန်လ22ရက်နေ့နနက်10:00နာရီအချိန်တော်လန်ရေးပူပေါင်းတက်ကကြုံတိုးမြို့နေရာလေးခုကိုလက်နက်ကြီးများဖြင့်စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ကလည်းပြန်လည်ပစ်ခတ်မှုရှိခဲ့ကြောင်း ချို့ပြင်ဖအံမျိုးမခဲရံများတင်ဆောင်လာသည့်ကားများသည်လည်းတာမညာကော့ထာဘက်မှကြုံတိုးဘက်သို့တက်လာကြောင်းသိရပါတယ်။ဒီဒီမနက်7:00နာရီအချိန်တော်လန်ရေးဘက်ကစစ်ကောင်စီစစ်ကြောင်းပြစ်မှတ်လေးနေရာကိုလက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ပြီးနောက်စစ်ကောင်စီဘက်ကလည်းပြန်ပစ်ခတ်တာရှိပါတယ်။ပြီးတော့မနက်7:00နာရီအချိန်မှာဖာကန်ကစစ်ကူခဲရံကားတွေတာမညာကော့ထာဘက်ကနေဂျိုင်းကြုံတိုးဘက်ကိုတက်လာတယ်။ဘတ်တူတာလဘတ်စိမ့်အုပ်ရိတ်ခါခဲရံကား6ပြီး နှက်စည်းထွက်လာနေတာဟုတော်လန်ရေးတရရေးမြစ်ကပြောဆိုပါတယ်။အဆိုပါစစ်စင်ရေးတွင် KNL ကဦးဆောင်ပြီး RMA မွန်တက်တော် PDF များအပါအဝင်မဟာမိတ်တပ်ပေါင်းစုံပါဝင်ကြောင်းသိရှိရပါတယ်။ကျုံတို့မျိုးကိုတော်လန်ရေးတပ်ဖွဲ့များကဝိုင်းတာပြီးမျိုးပြင်းတို့ထွက်ကတော်လန်ရေးပူပေါင်းတပ်ဖွဲ့များထံပူပေါင်း၍ပြည်သူရင်ခွင်တို့ခိုလုံကြရန်တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဆက်လက်ပြီးနောင်ချိုမြို့နယ်ကျေးရွာခွန်ရတွင်စစ်ကောင်စီတပ်နှင့် TNL တို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးအစိမ့်ငွေပုံများကိုစစ်တပ်ကအသုံးပြုတိုက်ခိုက်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ကျေးရွာခွန်ရတွင်စစ်ကောင်စီတပ်နှင့် TNL တို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း TNL ကယနေ့သတင်းထုတ်ပြန်ပါရယ် TNL ကတိမ့်ပိုက်ထားသောနောင်ချိုမြို့နယ်လက်ပံကုန်းတရက်ကုန်းညံတော်ရွှေတော်လုံဝဲအုံမတိကျေးရွာနှင့် ဆမ်မဆယ်ကြီးရွာတို့တွင်စစ်ကောင်စီတပ်နှင့်တပ်အောင်တပ်မတော် TNL တို့အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲများဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ဒရုန်းပုံသည်32လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဇော်လ20ရက်နေ့နနက်6:55မိနစ်အချိန်နောက်ချုံမြို့နယ်ပိန်းနေကုန်းနယ်ညံတော်ကြီးရွာအကြားတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီ စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအလာတူယမန်နီနနက်8:32မိနစ်အချိန်တရက်ကုန်းကျေးရွာနှင့်ကန်ကြီးကျေးရွာတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ထို့တူလက်ပံကုန်းကျေးရွာနှင့်လိုင်ဝဲကျေးရွာတွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းယမန်နီမိုးလဲ8:30မိနစ်အချိန်ရွှေသွန်ကျေးရွာတွင်တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီဘက်မှလက်နက်ကြီး53လုံးနဲ့ဒရုန်းဖြင့်ပုံ15လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထို့ပြင်ဆယ်မဆယ်ကြီးရွာနဲ့အုံမတိကြီးရွာတွင်စစ်ကောင်စီတပ်နှင့်တအောင်းတပ်မတော် DNL တို့ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးရမန်နီနယ်နယ်ပိုင်းအချင်းရေမောင်းတပ်နှင့်ရွှေညောင်ပင်ကြီးရွာကြားတွင်စစ်ကောင်စီတပ်နှင့် ချောင်းတက်မတော် DNA တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းစစ်တပ်ကတိုက်ပွဲများအတွင်လက်နက်ကြီးများအပြင်အစိမ့်ငွေပုံများကိုပါအသုံးပြုခဲ့သည်ဟု DNA ကပြောဆိုပါရယ်စစ်ကောင်စီကဇွန်လတလလုံးအပြစ်ရကြီးညာထားတော့လဲနောင်ချိုမြို့နယ်သို့အပြင်းထန်ထိုးစစ်ဆင်နေကြောင်းညောင်မဟာမိတ်၃ဘွဲကငလင်တန်တဲ့ပြည်သူများနှင့်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်အပြစ်ရကြီးညာခဲ့ကြောင်း တို့ရတွင်စစ်တပ်က၎င်းရဲ့ပြည့်ရဲ့ကြီးညာမှုကိုချိုးဖောက်နေသဖြင့်ထိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း TNL ကဆိုပါတယ်။ဆလပီတအောင်းပြည်တွင်ပြုလုပ်သည့် BPLA အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်ပွဲ NUG ဝန်ကြီးဒေါက်တာစောဝေဆို TNL မှဗိုလ်ချုပ်တာပုံကျော်အပါဝင်ဒေါ်လန်ရေးခေါင်းဆောင်များတက်ရောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်းပြည်တွင်ပြုလုပ်သည့် BBLA အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆင်ပွဲသို့အမျိုးသားညညရေးအစိုးရ NUG ဝန်ကြီးဒေါက်တာဇော်ဝေဆို TNL မှအထွေထွေအတွင်ရေးမှု ဘိုးချုပ်တာဖုံကျော်အပါဝင်တော်လန်ရေးခေါင်းဆောင်များတက်ရောက်ကြကြောင်း BPLA ကသတင်းထုတ်ပြန်ပါတယ်။ဇော်လ9ရက်နေ့ဗမာပြည်သူ့လူမျိုးရေးတပ်တော် BPLA ၏အခြေခံစစ်ပညာသင်တန်းအပတ်စဉ်ကိုသင်တန်းဆက်ပွဲအခမ်းအနားကိုတက်အောင်ပြီးတနေရာတွင်ကျင်းပပြုလုပ်ခဲ့ပြီးရင်းအခမ်းအနားသို့ NUG ကျမကြီးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆို PSLF TNLA အထွေထွေအတွင်ရေးမှုဘိုးချုပ်တာဖုံကျော်ကရင်ပြည်ကြားကလာအုတ်ထုတ်ရေးကောင်စီ IEC ဒူဥက္ကဋ္ဌခွန်ဘီ2 အရကတက်တော် AA မှာတမှုတူပြည်သူလူမျိုးရေးတက်မတော့ PLA မှာစစ်ဦးစီးချုပ်နဲ့အထွေထွေအထွေရေးမှုမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တက်ဦး AVSDN ဒူဥက္ကဋ္ဌနဲ့ဗမာပြည်သူလူမျိုးရေးတက်မတော့ PPLA ခုတ်ကဲရေးမှုမောင်ဆောင်ခါတို့တက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။မဟာမိတ်ခေါင်းဆောင်များကတော်လန်ရေးအောင်မြင်ရန်မတူညီသောအင်အားစုများအကြားညီညွတ်ရေးလိုအပ်ကြောင်း မိမိတို့ဟန်ချန်ညီပါကစစ်အာဏာရှင်စနစ်အမြန်ဆုံးအဆုံးတက်မိဖြစ်ကြောင်းအဓိကထားပြောကြားကြသည်ဟုသိရှိရပါသည်။ထို့ပြင်တင်နန်းစစ်ရဲမော်များကိုလက်နက်များပေးအပ်တက်ဆင်ပြီးအမှတ်203စစ်ဒေသအတွက်တပ်ရင်းတွေတခုလည်းတိုးချက်ဖွဲ့စည်းနိုင်ခဲ့တယ်ဟုသိရပါသည်။ဆက်လက်ပြီးငဖဲမြို့နယ်ရှိစစ်တပ်စခန်းတစ်ခုကိုတိုက်ခိုက်မှုစစ်သားတအုပ်သေးဆုံးပြီးတအုပ်အရှင်မီနရေကန်စစ်ဖြူဟာကုန်းမှထွက်ပြေးလာသောစစ်ကောင်စီတပ်သား14ဦးကိုလည်းဖမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးတော့မှဖြစ်ပါသည်။ မကွေးတိုင်းငဖဲမြို့နယ်နိုင်ရကန်လန်ဟောင်းခွန်စုရွာလန်ခွဲတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကကင်းစခန်းကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအုပ်သေးဆုံးပြီ တအူးအရှင်မီကလက်နက်၅လက်သိန်းစီရရှိခဲ့ကြောင်း CDF အရှုံးမှာတာဝန်ရှိသူဆလိုင်းရိုရှင်မှာသတင်းဌာနသို့ပြောကြားပါရယ်ဇော်လာ၂၀ရက်နေ့နနက်9:25မိနစ်ခန့်တွင်နေရီကန်လေးကျောင်းရန်ကောက်ွက်ရစ်တက်စခန်းဖြူဟာကုန်းဤကကဲစခန်းဖြစ်သောခုံစုရလန်ခွဲတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်စခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ် ထိုဝင်ရောက်တိုက်ခိုက်မှုသည်အချိန်15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သားအများအပြားစခန်းစွန့်ခွာထွက်ပြေးကတိုက်ပွဲအတွင်စစ်ကောင်စီတပ်သားတအုပ်ပွဲချင်းပြီးတေဆုံးပြီးတအုပ်အရှင်ဖမ်းဆီးမိကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး CDF အရှုံးမှာတပ်ဖွဲ့ဝင်တအုပ်မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ပွဲအတွင်အကြံဘက်စစ်ကောင်စီတပ်သားများထံမှ MA အမျိုးအစားတနက်ငယ်၅လံ BA တရားစိန်ပြောင်းတလန့်နှင့်ခဲရန်အများအပြားတင်စီရရှိခဲ့ကြောင်းသိရပါသည် အဓိကတော့မိမိတန်စကန်ဆော့ခွာပြီးထွက်ပြေးကြသူတွေကျွန်တော်တို့တော်လည်ရိတ်တက်ဖွဲ့တွေကိုမယုံကြည်ရတဲ့အတွက်ခြေဦးတရားပြေမြေပြန်ဘက်ရောက်ချိန်စကစာဘက်ကပြန်ပြီးရှေ့တန်းပြန်ဖို့ခံရဒီလိုမျိုးတန်တရားလည်းနေမဲ့အစားမိမိအသက်လုံးကျုံမှုမိမိဘဝစစ်ကောင်းစီလက်အောက်လွတ်မြောက်နိုင်ဖို့အမြန်ဆုံးအလင်းဝင်ကြပါလို့ပြောချင်ပါတယ်ဟု CD ရဲ့အရှုံးမှာတာဝန်ရှိသူဆလိုင်းရိုးရှင်းမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ် ရှင်းတိုက်ခိုက်မှုကိုချင်းကာကွယ်ရေးတပ်အရှို CDF အရှို၊လူပောင်တစ်တပ်မတော် NSA နဲ့အရှိုချင်းကာကွယ်ရေးတပ် ACDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်နယ်ရေကန်လန်ဟောင်းဖြတ်တောက်တိုက်ခိုက်ရေးလှုပ်ဆောင်နေစဉ်နယ်ရေကန်ဖြူဟာကုန်းမှထွက်ပြေးလာသောစစ်ကောင်စီတပ်သား14ဦးကိုဇွန်လ12ရက်နေ့မှဇွန်လ14ရက်ထိထော်လန်ရေးတပ်ဖွဲ့များအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး MB1 တနက်3လက် MB3 တနက်တလက်နဲ့ခရရဲ့အချို့တင်စီရမိခဲ့ကြောင်းသိရှိရပါတယ်။